ဆိုင်ကိုလူသက်မှုရဲ့နောက်ွယ်ကမထင်မှတ်ထားတဲ့အမှုတရခံကောင်းလေးအခုလက်တလုံးမှာဟိုလိကြကြဖြစ်နေတဲ့အမှုကတော့အလုံးနဲ့တည်ကြတဲ့ရန်ကုန်ဗဘဲတန်းကဟိုတယ်တစ်ခုမှာရဲရဲဆက်ဆက်ဖြစ်သွားခဲ့တဲ့လူသက်မှုပဲဖြစ်ပါတယ်အသက်23နှစ်အရွယ်မိန်းကလေးတယောက်ကိုလူမဆန်စွာအပိုင်းပိုင်းခုတ်ချပြီးအမိုက်တစ်ခုရဲ့ထဲကဟိုတယ်ရဲ့ဗရင်မောက်အပြင်ဘက်မှာချိတ်ဆွဲထားတဲ့ပုံကတကယ်ကိုစက်သိန်းထောက်စရာကောင်းတယ်ရှင်အော်တိုဘာလ6ရက်နေ့မှာဖြစ်ပွားခဲ့တဲ့အဲ့ဒီအမှုက6ရက်နေ့မှာတော့အဖြစ်မှန်ပေါ်လာပြီးလူသက်တရခန့်ကိုလည်းဖမ်းဆီးရမိခဲ့ပါတယ်မိန်းကလေးတယောက်ကိုအညှိုးမရှိပဲစိတ်တစားဆက်ဆ ံတပ်ဖြတ်ခဲ့တဲ့သူကတော့အသက်16နှစ်အရွယ်သာရှိသေးတဲ့ကောင်လေးတယောက်ပါအောင်ခန့်ကျော်စင်လို့အမည်ရတဲ့အဲ့ဒီကောင်လေးကအသက်16နှစ်သာရှိသေးပေမဲ့လုခဲ့တဲ့ပြစ်မှုတွေကတော့တာမန်လူကြီးတယောက်တောင်လုပ်ဖို့မတွေးဝင်းတဲ့အမှုတွေပဲဖြစ်ပါတယ် တရခန့်အောင်ခန့်ကျော်စင်ရဲ့ထွက်ဆိုချက်အရသူဟာဂိမ်းအလွန်ကြုံဆော့တက်သူဖြစ်ပြီးလူသက်အလောင်းဖြောက်တဲ့နိုင်ငံသားဇာကားတွေကိုလည်းအထူးနှစ်သက်ခုံမင်သူလို့သိရပါတယ်။ဗီဇကိုပဝင်ချင်းကလှုံ့ဆော်လိုက်တယ်လို့ပဲပြောရမလားပဲ။အတူမယူတင်တာတွေကိုအတူယူမိသွားပုံရတဲ့အဲ့ဒီလူငယ်လေးက Telegram Channel တစ်ခုကနေအပြောင်းအလဲမိန်ကလေးတွေကိုခေါ်ယူပြီးဟိုတယ်မှာပျော်ပါနေစဉ်အတွင်းစိတ်တဆဆန်ဆန်လူသက်ခဲ့ရပဲဖြစ်ပါတယ်။ ပိုပြီးအဝေါ်စရာကောင်းတာကတရားခန်အောင်ခန့်ကျော်စင်ရဲ့မိဘနှစ်ပါးစလုံးကပညာတတ်ဆရာဝန်တွေဖြစ်နေတယ်ဆိုတာပါပဲပညာတတ်မိဘတွေကနေမွေးဖောက်လာပေမဲ့ကိုချင်းစာစိန်နဲ့လူပိသားစိတ်ကတော့သူ့စီမှာပါလာခဲ့ဖို့မရပါဘူးမိဘတွေကလည်းဆရာဝန်တွေဖြစ်နေတာကြောင့်အချိန်မပေးနိုင်ပဲကိုသားသမီးကိုတေချလမ်းညွှန်မှုတွေမလုပ်နိုင်ခဲ့ပုံရပါတယ်ငကိုကလေးကလည်းပင်ကိုဗီဇမှာကမကောင်းတဲ့ဓာတ်ခံကပါနေပြီးသားနဲ့သားသမီးကိုစိုးစုံမမှုအားနေတဲ့မိဘတွေစီမှာလည်းကြီးပြင်းလာရတော့အခုလိုစိတ်တဆဆန်ဆန်လူသက်သမားအဖြစ်ကိုရောက်ရှိသွားတယ်လို့ပြောလို့ရပါတယ် ဒီအမှုကိုကြားသိရတဲ့သူတိုင်းကတော့မိဘတွေကိုအပြစ်တင်ကြသလိုတချို့ကျတော့လည်းဖျက်ဆီးနေတဲ့ခေတ်စနစ်ကိုထောက်ပြနေကြပါတယ်။ဒေချာတာတစ်ခုကတော့အခုလိုပြက်ကက်ခေတ်မှာမိဘတွေအနေနဲ့ကိုသားသမီးကိုတေချာသွန်သင်ထိန်းချမှုလိုအပ်နေပြီးဆိုတော့ဒီအမှုကနေမိမောင်းထုတ်ပြနေပါတော့တယ်။ဂျင်အပိတ်သက်များလုံးကိုကျေးဇူးတင်ပါတယ်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။